မင်္ဂလာပါရှင်။မောတာမီဒီယာချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။ကချင်ပြည်နယ်ပမောတိုက်ပွဲဟာရပ်ပေါင်း180နီးပါးရှိနေပြီဖြစ်ပါတယ်။ကကြက်လန်နဲ့ကံအဖွဲ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာပမောမြို့ကိုထိန်ချုပ်နိုင်ဖို့အင်အားအလုံးအရှင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့နာဆာကအဆိုရကိုလည်းစမ်းကျင်တဲ့မီဒီယာတွေမှာလည်း KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာပမောမြို့စစ်မျက်နှာမှာရလက်ကောင်းတွေရယူနိုင်တဲ့ပုံစံမျိုးပုံဖော်ရေးသားခဲ့ပါတယ်။ တကယ်လက်တွဲမြေပြင်မှာတော့နာဆာကအစိုးရအဖွဲ့ရဲ့ကာထာဆောင်မှုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတိုင်းမှုတက်မ88တက်မမှုစကားက27တက်မှုတို့ရဲ့စီမံခန့်ခွဲကိုကဲမှုကောင်းမွန်ခြင်းတက်ဖွဲ့ဝင်နေတဲ့မိသားစုတွေရဲ့အနိုင်မခံအရှုံးမပေးစိတ်တန်မျိုးနဲ့တိုက်ခိုက်မှုတွေကြောင့် KYA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအ ਨੇ ဆုံး၄တောင်ကျော်တည်ဆုံထားပြီးဗမော်တိုက်ပွဲမှာ KYA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေစစ်ဦးကျိုးခဲ့ရပြီဖြစ်ပါတယ် ဒေဥဒံဖိုင်နယ်မှာတော့ဗမော်မျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့မြေပြင်အခြေအနေမှန်တွေကိုသိရှိထားသူကိုခိုင်စောနဲ့စက်တွယ်မေးမြန်းထားခြင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါဦးရှင်။ကိုခိုင်စောမသိဘူးကိုအဲဟုတ်ပါလေ။အော်အကိုကြီးကျွန်တော်တို့ဒီမိုးတောက်မီဒီယာကလေကချင်ပမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့အကိုအင်တာဗျူးလေးလုပ်ချင်လို့ပါ။ ။ဟောကြီးရတယ်ညီလေးမေးလေရပါတယ်။ဟိုကချင်ပြည်နယ်ဗမော်တိုက်ပွဲဗမော်မြို့မှာပေါ့နော်ကိုကြီးတိုက်ပွဲဖြစ်လာတာ၅လကျော်ပြီပေါ့။အဲ့ဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့အကိုကြီးသိသလောက်ပြောပြောပေးပါလားကွာ။အခုအနေနဲ့ဒီဗမော်တိုက်ပွဲအကြောင်းပြောရမယ်ဆိုရင်တော့ပထမဆုံးဗမော်မြို့ရဲ့နေထားလေးကိုကိုကအရင်ပြောချင်တယ်ပေါ့နော်ဒီဗမော်က PIA ရဲ့လိုင်ဇာဌာနချုပ်နဲ့ဆိုရင်တို့အဖြောင့်တိုင်းလိုက်မယ်ဆိုရင်တို့ မိုင်40ရှိပြီရကာလန်တိုင်းသူ့ကိုသွားမယ်ဆိုလို့ရှိရင်58မိုင်ရှိတယ်နောက်ပြီးတော့ဒီပမော်နဲ့မြကြီးနာကြားထဲမှာလိုင်စာရှိတာပေါ့နော်မြကြီးနာနဲ့ပမော်နဲ့ကမိုင်120กว่าရှိတယ်ကြီးလေးနောက်တစ်ခုကဒီရှေးရခင်တွေကဒီပမော်ဆိုတာကသူကမက်မော်လို့ခေါ်တယ်မန့်ဆိုတာကဒီဒီမန့်မော်ဆိုတာရှမ်းပါတာပေါ့နော်မန့်ဆိုတာကရွာပေါ့နော်မော်ဆိုတာဦးပေါ့ ပြောရမယ်ဆိုရင်တော့ရှမ်းလူအိုးလုတ်တဲ့ရွာလို့ခေါ်တယ်ကွာဒီရှမ်းစော်ဘွားတွေတည်ခဲ့တဲ့မြို့ကြီးပေါ့ကွာဗမောကဒါတို့ကုန်းမောင်ခက်ကဆိုရင်ဒါဘိုးတော်ဦးဝိုင်းလက်ထက်မတိုင်ခင်အဖြစ်ရှမ်းစော်ဘွား23ဆက်နှစ်ပေါင်း350ထုတ်ဆိုးခဲ့တဲ့မြို့ကြီးပေါ့အေးအဲ့ဒီရှမ်းနေအစင်ဆိုင်နေထိုင်ခဲ့တဲ့မြို့ကြီးတမိုင်းအစင်လာရှိတဲ့မြို့ကြီးကိုအခု KIA ကချင်တွေကတိုက်နေတာပြောရမယ်ဆိုရင်တော့ KIA က မြားတစ်စင်းနဲ့နဲ့ငှက်သုံးကောင်လောက်ကိုဖြစ်တာပေါ့ကွာအဓိကကတော့ဒီမြမတက်မတော်လဲဗမော်ကိုလက်လွှတ်မယ်ရှီးတုန်းကရှမ်းနေတမိုင်းအစင်လာရှိခဲ့တဲ့ဒီဗမော်ကိုလဲရှမ်းတမိုင်းကိုရက်ပြီးတော့ကချင်ရဲ့ဗမော်ဆိုပြီးသူကတမိုင်းသိရေးချင်တဲ့ပုံစံမျိုးပေါ့ကွာအဲ့လိုလေးပါဒါဗမော်မျိုးရဲ့အနေအထားပေါ့ပြီးတော့ဒီ KIA ကဗမော်ကိုတိုက်တဲ့ချိန်မှာရီမန်းချက်ကြီးကြီးထားပြီးလာတိုက်တာအဲကြောင့်လေအခုချိန်ထိ KIA က လူအင်အားကိုအကုန်ထုတ်သုံးတယ်။မီးကုန်ရန်ကုန်ကိုထုတ်သုံးတာကြီးလေ။နောက်ပြီးတော့ဒီနေရာမှာပေါ့နော်အခုတစ်ချက်ဖြတ်ပြောမယ်ဆိုရင်တော့ကြိုင်ရကချင်းလူမျိုးကြီးဝါရကိုအများကြီးအခြေခံပြီးတော့ဒေသတွင်းမှာကြံလူမျိုးတွေကိုပေါ့နော်ဟိုဖိနှိပ်ပြီးတော့ကချင်းလူမျိုးကြီးကောင်းစားရေးနောက်ကဟိုရှေးခင်တွေကသူကျင့်သုံးခဲ့တာပေါ့အနည်းဆုံးဥပမာကိုပြရမယ်ဆိုရင် ရှမ်းနီပေါ့ကွာကချင်းပြည်နယ်မှာရှမ်းလူမျိုးတွေအများကြီးရှိတယ်ရှမ်းနီတွေပေါ့အထူးသဖြင့်ဒါတွေကို ကချင်နေရဘလောက်ထိဖိနှိပ်လဲဆိုရင်မင်းညီလေးအဲ့မှာတာပိန်မြေကြီးရှိတယ်တာပိန်မြေထက်ရည်ရောဒီရှမ်းလူမျိုးတွေရဲ့မျက်ရည်လူတို့အောင်ပြောလို့ရတယ်ညီလေးရအာဟုတ်ကဲ့အဲ့လိုပဲနောက်တစ်ခုကအဲ့လိုပဲကွာဒီဗမော်ကိုတိုက်တဲ့ချိန်မှာဗမော်တစ်ဝိုက်မှာရှိတဲ့ဒီအခုဗမော်ပေါ့နော်တက်မတော်ရှိတဲ့ဗမော်ကိုလာတိုက်တဲ့ချိန်မှာဒီကောင်ကဗမော်အနီးတစ်ဝိုက်မှာရှိတဲ့ရှမ်းလူမျိုးတွေရောအဲရှမ်းလူမျိုးတွေရောအကုန်လုံးတို့အတင်းအထမခေါ်တယ်လက်နက်တွေထုတ်ပြီးတယ်ရှီတန်းကြကြကနေသူကတက်ကွင်းထဲအထိအတင်းဝင်ပြီးတိုက်ခိုင်းတယ် နောက်တစ်ခုရှိသေးရဲ့အညာဘက်က PDF တွေစကိုင်း PDF တွေပေါ့ကွာအထူးသဖြင့်ဒီကောင်းလေးကလည်းဗမော်တိုက်ပွဲထဲမှာလည်းပါလာတဲ့ကိစ္စလေးပေါ့နော်အဲဒါမိုးလေးတွေရှိတယ်ကွာအနေထားလေးပြအာဟုတ်ကဲ့ဟုတ်ကဲ့ကိုကြီးအဲ့ဒီဗမော်တိုက်ပွဲကကို9လလောက်ကျော်လာပြီဆိုတော့လေဒီ KI ဥဆောင်နဲ့ပူပေါင်းအဖွဲ့တွေရဲ့ထိခိုက်ကြဆုံးမှုအခြေအနေကဘယ်လောက်လောက်ရှိနိုင်မလဲအကိုကြီးခံမှန်းကြည့်ပေါ့နော်အာညီလေးဒီ KI ရဲ့ဟိုပါပေါ့နော်ဒီ အကြအဆုံးနေရာတော့တော်တော်များတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့အဲဒီကောင်ကကိုတိတလောက်ကတော့သူ၄ထောင်ကျော်လောက်တော့ကျနေပြီ။တမဟာနှစ်ခုစာပေါ့။တမဟာနှစ်ခုစာအဲ၄ထောင်လောက်ကျသွားပြီ။ကျတဲ့အပြင်ကိုဟိုဒါဒဏ်ရာရတယ်လေတော်တော်များတယ်။သူ့အတွက်ကတော့ဒီမိကုံရန်ကုံဒီအင်အားသုံးပြီးဒီသူလည်းရမလားဆိုပြီးလာတိုက်တာ။အဓိကကတော့သူကလွယ်ကြေกว่าလွယ်ကြေကိုသူက လူကျင်တာဒီလူကျေဆိုတာဒီဗမော်အဲဗမော်နဲ့လူကျေနဲ့လမ်းကသူကဟိုဘက်မှာယူနန်ကိုပောက်တဲ့လမ်းရှိတယ်ကွာဒီဘက်မှာဗမော်ဆိုရင်ဒါအီယော်ဒီမြစ်ကမ်းဒါစစ်ကမ်းမြို့ကြီးပေါ့နော်အဲ့လမ်းကိုသူစူမူအဲကျင်တာလဲသူပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်လဲသူမိကုံရန်ကိုတိုက်တယ်ဒီတက်မတော်ဘက်ကလည်းတကယ်စနစ်ကြကိုဒီစားပြင်ဆင်ပြီးတော့လုပ်တဲ့အတွက်အဲသူအထိကြိုက်ကြဆုံးတော်တော်များတာပေါ့နော် အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုကြီးအဲ့ဒီမှာညီလေးနောက်တစ်ခုသိကျင်တာပေါ့နော်ဒီကျွန်တော်တို့ဒါလူတော်များများလည်းသိကြမှာပါကျွန်တော်တို့ကလည်းဒါကိုအတင်းအဖြစ်အမှန်နေနဲ့လည်းကျွန်တော်တို့ကဖော်ပြကျင်တယ်ကိုရဲ့အဲ့ဒါကြောင့်ပါနော်မိတာဒီ NASA ကအစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေမှာဖော်ပြနေကြတာပေါ့နော်ဗမော်ကို ကေကဘမောကိုသူတို့သိမ်းယူနိုင်တာတို့ဒီစကခ21ကိုလည်းတဝန်ဒီပါသိမ်းယူနိုင်တာတို့ဆိုပြီးရေးသားဖော်ပြတာရှိတယ်အကိုကြီးရဲ့အဲ့ဒါကြီးနဲ့ပတ်ပြီးတော့အကိုကြီးဘာတွေများပြောချင်အောင်လဲမသိဘူးအဲအဲ့ဒါကြီးပြောရမယ်ဆိုတော့ညီလေးကကိုတောင်ခမ်းမှာတော့ဆိုရင်နေ့တိုင်းနေ့တိုင်းဟလာမဆကကိုကနေ့ကကြာသွားပြီလို့ဟလာအမတာ206ကြာသွားပြီလို့ဆိုပြီးသူတို့ညီတိုင်းရေးတာပဲညီလေးတစ်ခုပြန်ကြည့်လိုက်တောင်ခမ်းမှာအခုဘသူတွေကခွေးပြေးဝက်ပြေးပြေးနေရတယ်ဆိုတာညီလေးတို့အမြင်ပဲလေ အခုဗမော်လေးတောင်ခန့်လူပဲအော်ဒီနေ့ဗမော်ကြသွားပြီခုနေ့ဆက်က27ကြသွားပြီဒီနေ့လေငွင်းကြသွားပြီသူတို့အကုန်ရှောက်ပြောနေတာပဲတခုတော့ရှိရကြီးလေးခံစစ်ရဲ့သဘောတရားဆိုတာရှိတယ်ကွာအဲခံစစ်သဘောတရားမှာစုပ်ပြီးစင်းတဲ့နေရာရှိရင်စုပ်ပြီးရမယ်ကွာစုပ်ပြီးပြီးတော့ဒုရှိတဲ့နေရာမှာနောက်တနေရာမှာပြန်ခံရမယ်ပြန်ခံပြီးမှအဲ့နောက်တနေရာအဖွဲနဲ့ပထမဆုပ်လာတဲ့အဖွဲနဲ့အဲပေါင်းပြီးတော့ရန်သူရဲ့ထိုးစစ်များဥကိုပြန်လဲခုခံတာလीပြန်လဲတောက်ခံတာဒါဟု စကမ်းကြသွားတယ်လို့မဟုတ်ဘူးကွာနောက်တစ်နေရာပေါင်းပြီးပုံမှုကောင်းမွန်တဲ့အင်အားစုကြီးနဲ့ရန်သူကိုပြန်တိုက်နေတာကွာဗမောကရန်သူကရတယ်အဲ့ဗမောမှာဒီရန်သူရတယ်ဆိုတဲ့စကမ်းနေဆိုတာလေခုနလိုစကမ်းအသေးလေးတွေပဲဥမာကိုပြောမယ်ကွာစကမ်းတစ်ကနေဆုံးနေသားတစ်ခုခုကြောက်စကမ်းနှစ်မှာသွားပေါင်းတယ်ပေါင်းပြီးတော့အဲစကမ်းတစ်ကဆုတ်လာတဲ့အဖွဲနဲ့စကမ်းနှစ်ကဆုတ်လာတဲ့အဖွဲနဲ့ပေါင်းပြီးတော့အင်အားပေါင်းပြီးတော့ဟလာရန်သူခါကိုပြန်ခံလို့ရတယ်အေးအဲ့ဒီကမှာ တင်းနိနဲ့ပေါင်းထားတဲ့နေရာမှာအဲ့နေရာထပ်ပြီးတော့စုပ်ရမယ်ဆိုရင်သုံးလုံးသွားစုပ်မယ်။ဒီသုံးလုံးသွားစုပ်ရင်ပူကောင်းတဲ့ဒူးရှိသွားတယ်။အဲ့ခါကျရင်ဒီကောင်တွေတက်လာခဲ့။ကောင်းကောင်းခံချလို့ရတယ်။ဒီအဲ့လိုပဲ तू ကလည်းဒီစကန်လေးတွေကိုလာတဲ့အချိန်မှာ तू ကလည်းတိုက်စစ်သမားဖြစ်တဲ့အတွက်ဝရုံသုံးကနဲ့ तू လာတိုက်တာပဲ။တိုက်တဲ့ခါကျခံစစ်သမားကလည်းကောင်းကောင်းခံချခဲ့တာပဲ။ဒါကြောင့်မို့သူတို့တွေကအကြဆုံးအခုများနေတာ အဲ့တော့တို့ကတအားသွားပြီးတော့ပထမကာကင်ကုန်းဆုတ်ပြီးလဲရပထမစကန်းငယ်ဆုတ်ပြီးလဲရဒါလေးတွေရတာကိုတို့ကဟိုဘက်ကနေဟလာအကြီးမားဆုံးဟလာရသလိုလူဘာလိုလူပြီးတို့ကရှောက်ကြီးကအမှန်မဟုတ်ဘူးချစ်ရဲ့သဘောတရားမှာဆုတ်တဲ့နေ့ညရှိရင်ဆုတ်ပြရမယ်ပေါင်းတဲ့နေ့ညမှာပေါင်းရမယ်ခံချတဲ့နေ့ညရှိရင်အလုံးဒူးနေတဲ့နေ့ပြန်ခံချရမယ်အခုတောင်ခမ်းအဆင်ပြေနေတာတွေကအဲ့လူတွေကြောင့်မလို့တောင်ခမ်းမကြခဲ့တာဒါတွေကြောင့်မလို့အခုဗမော်ဒီကောင်းနေမရတာလေအဲ့ဒါတွေကြောင့်မယ်အဲ့တော့တချို့ကလေးကြီးကတီးတီးလေးကြီး ပြန်လဲဆုတ်ပြီးလိုက်တယ်အားဘာမှခေါင်းထဲမှာထည့်ပြီးစရာမလိုဘူးဒါဟာဒီမမော်မြုပ်ရဲ့ဒီဟိုစစ်ဗျူဟာကြီးတဲမှာမှာအသေးဆုံးဟလာဗျူဟာတိတိလေးကြီးကွာဒီချန်နယ်ကြီးဆုတ်ပြီးတယ်ဆိုတာအခုလည်းဒီကောင်လေးအဆင်မပြေပါဘူးဒီကောင်လေးအခုအချိန်အချိန်ကြီးတော်တော်ဆိုးပါလိမ့်မယ်အဟုတ်ကဲ့ကိုကြီးနောက်တစ်ခုကလေဒီဗမော်တိုက်ပွဲမှာဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့တက်မတော်ကနေဒီစစ်ကူစစ်ကြောင်းနေပေးပို့ ခဲ့တာတွေလည်းရောက်ရှိနေတယ်ဆိုပြီးဒီ Telegram channel တွေမှာရေးသားနေတာပေါ့နော်ကိုကြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးသိသလောက်လေးပြောပြပါဦးอืมရောက်တယ်စစ်ကူတွေလည်းရောက်ပါတယ်အဲဒီဘက်ကပို့တဲ့ရေးခါတွေရောလေချောင်းကအာနေပို့ပြီးတဲ့ဟာတွေရောအကုန်ရောက်တယ်အဆင်ပြေတယ်အဲ့ခါကျတော့ဒီဒိုဘက်က ဟိုအခုဆိုလို့ရှိရင်ကောင်းတဲ့ဟာဆို drone နေပေါ့ဒီလား drone နေဆိုလို့ရှိရင်ဒါရန်သူကိုဟိုဆုတ်သွားတယ်သူလာတိုက်တယ်ဆုတ်သွားတယ်ဆိုရင်ထက်ချက်မကွာဘူးဟိုထိထိရောက်ရောက်ကိုခြေမုံးနိုင်တယ် drone ဖွဲ့ကတော့ဘမော်မှာတော်တော်စံတင်လောက်တဲ့အနေသားရှိတယ်တော်တော်လေးကောင်းတယ်တော်တော်နိုင်ငံတကာဟိုအဆင့်မီမီမီတဲ့အနေသားတွေကိုတွေ့ပါဘူးညီလေးတို့လည်းဒီ video file ကြီးတက်လာတာတွေလည်းအဲတွေ့ပါပဲဒီဟုတ်ကဲ့သူတို့ခက်သူတို့သူတို့ ငါတို့ကဒီဘက်ကနေဒူးနဲ့ကောင်းတဲ့ခံစစ်တွေနဲ့ငါတို့ကခံတယ်သူတို့ကလာတိုက်တယ်တိုက်တဲ့အချိန်မှာအာဒီတကွင်းတွေကအကြီးတွေငကူတွေကပြင်ထားတာပြင်ထားပြင်ထားတဲ့အခါကျတော့ဒီကောင်းတွေအကုန်ပြေးရတာပဲပြေးတဲ့အချိန်ကြလို့ရှင်ခုန drone ကထွက်ပြီးလိုက်ပြီးလိုက်တဲ့အခါကျရင်အရင်တော့ဆိုလို့ရှင် drone ကရန်သူရှိတဲ့နေရာဟိုတိုက်တာအဆောက်အဦတွေဟိုခံစစ်ကြီးတွေကိုသွားပြီးပြစ်ကြတာလေအခုကမဟုတ်တော့ဘူး तू စုတ်ခွာလမ်းကြောင်းကို drone နဲ့ကိုချက်ချက်မကွာလိုက်ထိတာအဲ့ဒါကို तू ပူခံရတာအခု၄တောင်ကျော်ကြတယ်ဆိုတော့လေအဲ့ အဲ့ drone တပ်ဖွဲ့နဲ့လေကြောင်းနဲ့အဲဒီခြေလင်းဒီအောက်ကအဖွဲ့တွေနဲ့တော်တော်ပူးပေါင်းမှုအားကောင်းလို့ခံရတာအော်ဟုတ်ကဲ့ပါကိုကြီးအဲ့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကုဆိုရင်ကိုကြီးရဲ့ဒီဗမော KIA ရပေါ့နော်ဗမော်မတိုက်ခင်အခြားမျိုးတွေကိုတိုက်တော့ဆိုလို့ရှိရင်တို့ကဒီတလားနှစ်လားလောက်နေတယ်ကို ဟိုမျိုးတွေထိန်းချုပ်နိုင်တဲ့ပုံစံမျိုးတွေရှိခဲ့တယ်ကိုကြီးရဲ့အခုဒီဗမော်တိုက်တဲ့အချိန်မှာကြတော့သူတို့ဒီရပ်ပေါင်း150ကျော်လောက်ထိကိုမထိန်းချုပ်နိုင်သေးဘူးပေါ့နော်စိတ်သက်ကြဆင်းနေတယ်လို့လည်းသတင်းတွေထွက်နေတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ကိုကြီးကြားသိသလောက်လေးပြောပြပါအောင်လားဒီလိုရှိတဲ့ညီလေးကဒီအခုဗမော်ကိုတိုက်တာအဲ9လရပ်ပေါင်း150ပေါ့နော်9လရပ်ပေါင်း150မကဘူးကွာပြောရမယ်ဆိုရင် तू ကပြီးခဲ့တဲ့2000 2024ဒီဇင်ဘာလ4ရက်နေ့ရက်သူကဗမော်ကို KNY ကစတိုက်တာအဲ့တော့အခုဂျွန်လ2ရက်နေ့ဆိုရင်ရပောင်း180တီတီဖြစ်ပြီရပောင်း180ဆိုတော့6လပေါ့အဲ့တော့ဗမော်ကိုတိုက်တာရန်သူကလာတိုက်တာ6လရှိပြီအဲ့တော့အဓိကပြောချင်တာဆိုတော့ဒီအဓိကမှာဒီဗမော်ကိုခံချနေတဲ့စစ်တီတွေရဲ့စိတ်သက်ကောင်းမွန်မှုပေါ့နော်နောက်ပြီးတော့သူတို့ရဲ့အချင်းချင်းပေါ်ထားရှိတဲ့တစ္ဆာရှိမှုတွေရဲဘော်စိတ်ရှိမှုတွေဟာယခု6လထိအောင် ရန်သူအင်အား2000ကျော်3000နဲ့လာတိုက်တဲ့ရန်သူကိုအဲစိတ်သက်ကြဆင်းစီတဲ့အနေထားတွေဖြစ်လာပဲကွာအဲအဲ့ဒီလိုစိတ်သက်ကောင်းကောင်းနဲ့ဒီဟိုဖြစ်နေဖို့အတွက်အဲဒီစကခစနစ်အဲမူကလေဒါဘုချုပ်တင်မင်းလက်သူဆိုရင်အပစင်41ကအဲ့လိုပဲဗမော်မာရောက်နေတဲ့တမရှိရှိတမမူကလည်းဘ ෝජ ုတ်ကြော်နိုင်ဘူးပေါ့သူလည်းအပတ်စဉ်41ကပဲစစ်တက်ကသူကအဲ့တော့တငယ်ချင်းနှစ်ယောက်ကဗမော်စစ်မြေပြင်မှာ အတူတူကွက်ကဲနေတာအဲအတူတူကွက်ကဲနေတဲ့ခါကျတော့အပေးယူလဲမျှရတယ်အထင်းကွက်လဲခေါင်းတယ်နောက်ပြီးတော့ဒီပုဂ္ဂိုလ်တွေကမြေပြင်ပေါ်မှာလဲတော်တော်အစီမံကောင်းတယ်လို့လဲသိရတယ်အဲအရာပြင်ကိုနောက်တစ်ယောက်ကတိုင်းမှုပေါ့နော်တိုင်းမှုကဒါဗကြုတ်အောင်စော်ထွေးပေါ့အဲဒီဆရာကတော့တကယ် smart ဖယ်ကွာမလုတာကင်တာတော်တော်တည်သက်တယ်လာဘခါမှာသူဒူတိုင်းမှုဘဝတော့ကအခုလက်ရှိကစားတာမှုဖြစ်နေတဲ့ဗိုလ်ချုပ်ကြီးကိုကိုကလာဘခါတိုင်းမှုအဲ့တော့လာဘခါတိုင်းမှု ဗိုလ်ချုပ်ကြီးကိုကိုလက်ထက်မှာသူကဒူတိုင်မှုဘဝနဲ့မြင်းကြံမှာသူကတာဝန်ယူရတယ်။မြင်းကြံမှာတော့ဆိုရင်ဒါတီတာယူမုံတို့ဘာလို့ဆိုရင်ဒါသူမွေးထုတ်ပေးလိုက်တယ်လို့တော့ပြောလို့ရတဲ့အနေအထားရှိတယ်။အဲ့နောက်မြင်းကြံကနေမိုးကုတ်ကိုသွားတယ်။မိုးကုတ်ကလည်းဒူတိုင်မှုဘဝနဲ့သူသွားထိုင်တယ်။တုတ်တုတ်တောင်ဟိုဘက်ကကောင်နေတယောက်မှမလှုပ်ရဲဘူး။အဲအဲ့လိုဖြစ်အောင်လေဗိုလ်ချုပ်ကြီးကိုကိုကလည်း အဲသူ့ကိုတိုင်မှုဘွားမာတွေရအောင်ဟောတေချားကိုဟောထိမွက်ခေါင်းခေါင်းနဲ့သူ့ကိုတေချားကိုဟိုတာဝန်ယူမှုတာဝန်ခံမှုတွေအဲပေးခဲ့တဲ့အနေထားတွေရှိတယ်အဲနောက်ပိုင်းကျတော့ဘုဇိုကြီးကိုကကာဆာရာမူကြီးဖြစ်သွားတယ်ကာဆာရာတစ်မှာကာဆာရာတစ်ဆိုလို့ရှိရင်ဒါကိုရုမပခရှိမယ်နောက်ပြီးတော့နာမခရှိမယ်နောက်ပြီးတော့အလေပိုင်းတိုင်းစစ်ဌာနကျရှိတယ်တိုင်းတို့စစ်တိုင်းရင်းတုံးတိုင်းပေါ့စစ်တိုင်းရင်းတုံးတိုင်းရဲ့အပေါ်မှာကဆရာတက်မှုရှိတယ်အဲ့တော့ဘုဇူကြီးကုကူကကဆရာတက်မှုဖြစ်တဲ့ချိန်မှာပဲအဲခုနကအလေပိုင်းတိုင်းစစ်ဌာနကျက ဒူတိုင်မူဘုံကျိုးအောင်စော်ထွေးရဘုံကျိုးအောင်စော်ထွေးဆိုပြီးတော့အဲသူကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဖြစ်တယ်။အဲ့ခါကျတော့အခုဘမော်မှာဟလာဆရာတပည့်တွေညီအကိုတို့တွေအကုန်လုံးသွားစုံနေတာ။ကာဆာရာမူကလည်းဟလာအကြောင်းတိဟလာတိုင်မူကလည်းအကြောင်းတိဟောအောက်မှာဘမော်မှာနေတဲ့တက်မမူနှစ်ယောက်ကလည်းအပစင်လီတက်တွေကဟလာဒါညီကိုတငယ်ချင်းတွေအကုန်သွားစုံတာ။ ။ဆိုတဲ့အခါကျတော့အပေါ်ကတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အဲဟိုပုံကူတွေကလည်းတာဝန်ရှိမှုတာဝန်ခံမှုတွေအကုန်လုံးနိုင်တယ်။အောက်ခြေကအာဟိုဒီတမမှုတွေနဲ့အဲစစ်တီတွေကလည်းဟိုစိတ်တက်ကောင်းကောင်းနဲ့လုံနိုင်တဲ့အခါကျတော့အုတ်ချုံမှုထောက်ပံ့မှုကောင်းနေရကောင်းတာတွေကအစကွာအကုန်လုံးအဆင်ပြေတယ်။ဟောခဲရန်ရိတ်ခါဆိုလဲဝေါကနေဝေါကနေလူတလောက်ဗမော်ကိုအချိန်နဲ့တပြေးညီပို့နိုင်တယ်။အဲ့ဒါတွေကစစ်တီတွေရဲ့စိတ်တက်ကိုပို့ပြီးတော့ ကောင်းစီတာပေါ့နော်အဲ့အဲ့အဲ့လိုမျိုးစစ်တီတွေရဲ့စိတ်သက်ကိုကောင်းတဲ့အခါကြတဲ့အခါကျတော့ဟိုဘက်ကရန်သူဘလောက်ဖဲတက်လာတက်လာသူတို့ကဟိုအေးစစ်စစ်အသင့်အနေထားနဲ့ထိုင်ပြီးတော့ချနေုံပဲရှိတယ်အဲဒါဒါကြောင့်လေဟိုဘက်မှာရန်သူက၄000ကျော်လောက်တည်သွားတဲ့အနေထားတွေရှိတယ်အဲနောက်တစ်ခုကအဲဒီလိုမျိုးရန်သူတွေအဲစိတ်သက်ကြသွားစေနိုင်တဲ့အဲအရေးပါတဲ့အချက်ကြီးတစ်ချက်ရှိသေးတယ်အေးအဲ့ဒါကဘယ်သူတွေလဲဆိုတော့ဗမော်မှာရှိတဲ့ပြည်သူလူထုပဲ ပြောရမယ်ဆိုရင်တော့ဗမောကအခုအထက်ကပြောခဲ့သလိုပဲရှမ်းလူမျိုးတွေရဲ့ဒေသရှမ်းပြည်တွေအဆက်ဆက်ကနေခဲ့တဲ့ဒေသကချင်ရဲ့နေရာမဟုတ်ဘူးကချင်ကအခုမှသာ तू ကလက်နဲ့အင်အားတွေကောင်းပြီးတော့ तू ကဒီဒေသခံတွေကို तू ကဒုက္ခပေးပြီးတော့အနိုင်ကျင့်နေတာဒါ우လေဒေသဗမောဒေသခံရှမ်းတွေကမကြိုက်ဘူးမကြိုက်တဲ့အခါကျတော့ဒီလိုမျိုးမကြိုက်တဲ့ဂျားတွေကမှဗမောကိုလာတိုက်တဲ့အခါကျတော့ဗမောပြည်သူလူထုကပိုးတော့မကြိုက်ဖြစ်သွားတယ် ကြိုက်တဲ့ခါကျတော့ဟုတ်လားတက်မရိုကိုသူတို့ကအကုန်ထောက်ခံတာလीတက်မရိုဘက်ကပဲသူတို့အကုန်ရှိတာလာသမျှသတင်းဘာညာအကုန်ကအစအဲသူတို့ကတက်မရိုနဲ့ပူပေါင်းတဲ့နေသားတွေရှိတယ်ဒါဒီကိုကလည်းဒီဗမော်စစ်မြေပြင်မှာရှိနေတဲ့သူရဲ့အဖွဲ့ဒီကိုစိတ်တဲ့အင်အားပူကောင်းစီတွားခဲ့တာပဲအဲ့လိုစိတ်တဲ့အင်အားဒုဘက်ကကောင်းလीရန်သူဘက်ကတည်ကြည်မှုတွေတည်ဆုံးမှုတွေများလीရန်သူကပူပြီးစိတ်တက်ကြလीပဲအဲ့ဒါကရန်သူအတွက် အဆိုးဆုံးအရှိနိုင်အခြေအနေဖြစ်သွားတာပဲညီလေးကကိုဆိုလို့ရှိရင်ကိုရဒီဗမော်တိုက်ပွဲရဆိုလို့ရှိရင်ရပောင်းလဲ180ရှိလာပြီပေါ့နော်အဲ့ဒီမှာ PI ဥဆောင်လဲပူပေါင်းအဖွဲ့တွေကစစ်ဦးကျိုးသွားပြီလို့ပြောလို့ရတာကိုကြီးအကျိုးတာပေါ့ညီလေးကျိုးတာပေါ့ဘာကြောင့်လဲဆိုတော့ဒီကောင်နေမကျိုးခံနိုင်ဘူးလားသူတို့လာတိုက်မယ်ဆိုတာကိုကိုတခုပြောပြမယ်2024မတိုင်ခင်လောက်တည်းကတက်ကရိတ်မိတယ်တက်တယ်မဟုတ်ပါဘူးတက်နဲ့နီးဆက်တဲ့လူတွေကဒီ KIA ရဲ့ဒီလှိုင်းဒီ ီကလိုင်းဒီပမော်နှိပ်စက်ဒီပမော်ဖြစ်မယ်သူအားလုံးကခံမှန်းထားတာဒါဒါအတွေ့အကြုံရှိတဲ့လူတွေပေါ့နော်ကိုရုတော်မှအဲဒီ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 ဟိုဟာတက်သူဒီဒီတတိယလိုင်းဘာညာဆိုတဲ့ဟာတွေကကုရုတော်မှာမေတ္တရာလို့ဘာလို့လောက်ကုရုကထင်တာမဟုတ်ဘူးတကယ်ကိုအထာကြတဲ့လူတွေကပမော်ဖြစ်နိုင်နေဆိုပြီးတော့လူကြီးတွေပေါ့နော်တုံးသက်ထားတာရှိတယ်တကယ်လဲပမော်ကိုတိုက်ခဲ့တာပဲအဲ့တော့ဒီလိုပမော်ကိုမတိုက်ခင်နေတဲ့ပမော်မှာရှိတဲ့လူတွေကလည်းရိပ်မိတယ်ကွာရိပ်မိတဲ့ခါကျခံစစ်တွေအသေးချပြင်းတယ် တက်ကွင်းနေလဲတိချာဖော်တယ်နောက်ဆုံးချင်းကိုပြောမယ်ကွာတက်ကူမပြောနိုင်ဘူးအချင်းဥစည်းဌာနတစ်ခုပဲကိုနမူနာပေးမယ်ဗမောမှာ ထောင်ရှိတယ်ဗမောထောင်ကြီးနော်အဲထောင်ကြီးမှာထောင်ပိုင်ကြီးတယောက်ရှိတယ်ကွာဒီထောင်ပိုင်ကြီးကသူကသူလဲစစ်သားလူတွေပဲဒါသူလဲစစ်သားလူတွေစစ်သားလူတွေဆိုတော့စစ်သားလူတွေကနေသူကထောင်ပိုင်ကြီးဖြစ်တာဟုတ်ထောင်ပိုင်ဖြစ်တဲ့အခါကျဒီလိုဗမောကိုဗမောကလိုင်းစားနေလဲနီးရယ်ဟလာဗမောကိုတိုက်နိုင်ချေရှိတယ်လဲဆိုလဲဆိုတော့ထောင်မှာရှိတဲ့အရသားဝန်ထမ်းတွေရှိတယ်အရသားထောင်ဝန်ထမ်းတွေပေါ့ရသားထောင်ဝန်ထမ်းတွေကို तू က ဟိုလက်နက်တွေဟိုဖြုတ်ချင်းတက်ချင်းတိုက်ရုတ်ချင်းတွေနောက်ကဟိုဟိုအခြေခံစစ်ပညာတွေဟိုပြန်ပြီးတော့အကုန်ပြန်ပြီးတူပရင်ပြန်တင်ပြီးတာပြန်တင်ပြီးပြီးတော့ဒီထောင်းမှာပတ်လေခံစစ်ကိုလည်းတူကိုယ်တိုင်စနစ်စရာလုပ်တယ်အပေါ်ကနေ drop bone အဲ့တော့ drop bone ကြီးရန်ခစ်စားနေစေ drop bone ကြီးကြားလို့ရှိရင် drop bone ကိုခံနိုင်ရင်ရှိအောင်ဘန်ကာကိုဘယ်လိုလုပ်မလဲအပေါ်ကနေဘယ်လိုလုပ်မလဲဘာညာဆိုအစီမံနေရှိတယ်တိလားအစီမံနေရှိတဲ့အခါကျတော့အခုတကယ်တမ်းဗမိုလ်လာတိုက်တဲ့အခါကျတော့သူ့ ရက်သားထောင်ဝင်တန်းတွေကဘာဖြစ်သွားလဲဆိုချက်သားတွေဖြစ်သွားတာပေါ့ကွာဒီကအာဟုတ်ဒါ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 အချင်းဗမောမှာရှိတဲ့ဒါရက်ဖက်အချင်းဦးစီးဌာနရဲ့ပြင်ဆင်မှုတစ်ခုပဲရှိသေးရနော်အချင်းဦးစီးတော်မှာဒီလိုပြင်ဆင်ခဲ့တယ်ဆိုရင်ဗမောမှာရှိတဲ့တရင်တစ်ဖွဲ့ကြီးဘလောက်တောင်အဲ့ချိန်တွေကပြင်ဆင်ခဲ့သလဲဆိုတာညီလေးပြန်စဉ်းစားကြည့်အာဟုတ်တယ်မလားဟုတ်ကဲ့အေးအဲ့ဒါကြောင့်လေဒီကောင်တွေခုလောက်၄တောင်လောက်ထိကောင်တွေတည်ရတာပဲညီလေးကဒီလားဟုတ်ကဲ့ပါခွေးခုဆို2024ဟုတ်ပြော အော်ကိုကြီးပြောပါကိုကြီးဆက်ပြောပါရပါတယ်အခုဆိုရင်2024ဒါဒီဇင်ဘာ4ရက်ကွာအခု January 2ရက်နေ့ဆိုရင်ဒါ180ပဲဒီလားဟုတ်လားနော်အဲ့ဒီမှာကိုဒီလူရှိတဲ့ဒီ2000ခွဲ3000ကမတိုက်နိုင်ဘူးဆိုတာဒါဖြီပဲလေခက်စစ်ကောင်းမွန်မှုပေါ့ခက်စစ်ကောင်းမွန်မှုမှာကိုမှအားလုံးကိုစီကိုစီမှာဟုတ်လားရှိတဲ့ကောင်းကောင်းနဲ့ပြန်ခံချရတဲ့စိတ်ပေါ့အဲ့စိတ်ရှိမှုပဲအဲ့ဒါကြီးပါနေ ဟုတ်ကဲ့ပါကိုကြီးခုဆိုရင်ကိုကြီးကကျွန်တော်တို့လည်းဒီကြားသိရတာပေါ့နော်ဒီ online မှာတက်လာတဲ့ post တွေကိုလည်းဖတ်မိတာအဲ့လိုပြောတာပေါ့ဟို AC ကလည်းတဲ့ခေါင်းဆောင်ပြီးသားဆိုကုတ်ကဲနေပြီးအောက်ကဒီတက်ဖွဲ့ဝင်မိသားစုကြားလဲစိတ်ထက်အလန်းစားကြီးနဲ့အကောင်းဆုံးပုံစံမျိုးပြေးနေတဲ့အတွက်ဟိုကေဗမော်ဟာ KIA ရဲ့နောက်ဆုံးနေဝင်ချိန်နေရာတင်းချိုင်းလို့ပြောတယ်ကိုကြီးကအဲ့ဒါလည်းပတ်သက်ပြီးတော့ကိုကြီးဗာမြန်ပြောကြည့်အောင်မလဲမသိဘူးအမှန်အမှန်လေးဒီဘာလို့ဆိုတော့ဟို အခုဆိုရင်ဟိုပြီးကြတဲ့ရက်တွေဆိုရင်ဒါဖားကမ်းဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်ဒါတမတို့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 ဘက်ကတမတို့နဲ့သူတို့နေဆော်ကြတာရှိတယ်ဒါကြောင့်ဆိုဟိုလုံခင်းမှာဆိုလည်းမနည်းဆော်တာပဲပြေးတာပဲတန်းနေတာပဲဟုတ်လားပြေးတာတန်းနေဆိုတော့ဘာကြောင့်လဲဆိုတော့ဘာလို့သူတို့ပြေးနိုင်လဲဖားကမ်းဘက်မှာဟုတ်ဖားကမ်းမှာဘာလို့ပြေးလူအင်အားမှမရှိတာအကူကဗမောရောက်နေတာလीဟုတ်ကဲ့အဲ့ဗမောမှာကြတော့လေအဲ့တော့အခုလို့တည်တယ်အဲ့တော့ရှိသမျှလူအကူ KNY ရဲ့ရှိသမျှလူအကူလို့ဟုတ်လား ဘမမလာပြီလို့ဖြစ်နေတယ်။အဲအဲ့လိုပဲဟိုအညာဘက်က PDF တွေလည်းအများကြီးနေတာပဲ။ဟုတ်ကဲ့။အဲ့တော့ဘမောဟာဒါသူတို့အူရှိသမျှလူအကုန်လုံးကဘမောမလာဆုတိုက်တဲ့အတွက်ရှိသမျှလူအကုန်လုံးကဘမောမလာပြေးတဲ့ပုံစံမျိုးဖြစ်နေတယ်။တင်ငိုင်းတစ်ခုတော့သူတို့ပြန်လုပ်ပေးရမယ်ပုံစံရှိတယ်။ဟုတ်လား။အော်ဟုတ်ကဲ့ပါကွယ်ဟုတ်ကဲ့။ ကိုကြီးအဲ့ဒီမှာလေကိုကြီးညီလေးတို့လည်းသတင်းလေးကြားရတာပေါ့ကိုကြီးဟာဒီဗမော်တိုက်ပွဲမှာ KIA တို့အလုံးစုံထိန်းချုပ်နိုင်မယ်ဟို KIA တို့အလုံးစုံတိုက်ထုတ်နိုင်မယ်ဆိုရင်ဒီပါဝင်တဲ့တပ်မတော်သားတွေကိုဂုံပြူပွဲလှုပ်ဆောင်ပေးမယ်အစီအစဉ်တွေရှိတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်ကိုကြီးအဲ့ဒါနဲ့ပတ်သက်လို့ကိုကြီးကကြားမိသလားသိသလောက်လေးလည်းပြောပေးပါလားဟာကြားတာပေါ့လှုပ်ပေးမှာပေါ့တကယ်လည်းလှုပ်ပေးရမှာဘာကြောင့်လဲဆိုတော့အဲလှုပ်ပေးမဲ့အဲခုဟိုမိတ်ဆွေပေါင်းသွင်းနေလေအဲခုနဲ့ဟိုချိတ်ဆက်ပြီးသားတွေပုံရှိတယ် ဒါတက်လူကြီးတွေလည်းဟိုကိုယ်တို့သတင်းပို့ထားတာရှိတယ်ဒါဟာတက်မတော်သားတွေအတွက်တည်းမဟုတ်ဘူးကွာညီလေးဟုတ်မော်မြူကန်ပြည်သူတွေရောပါဝင်ရှင်နွေးလို့ရအောင်ဒီပွဲပြီးတဲ့ချိန်ကျရင်အကြီးဆုံးအကောင်းဆုံးပွဲတစ်ခုကိုယ်တို့တူစင်နဲ့လုပ်ပေးမှာလောစေသူ့ကိုလေတောင်ခမ်းလိုပဲအဲ3900လောစေရှားထားပြီးသားလာထားပြီးသားပါနော်အားလုံးပျော်ရွှင်ရအောင်အားလုံး celebration လုပ်ရအောင်လုပ်လို့ရအောင်အတွက်ပေါ့နော်ကိုတို့စီစဉ်ထားပါတယ် အဲ့တော့လေအဲ့ဒီဒီဗမော်တိုက်ပွဲမှာပေါ့နော်ဒီကချင် KI အပြင်ဘယ်ဘက်ဒီပါဝင်တိုက်ခိုက်ခဲ့တယ်လဲအခုကျွန်တော်ကြားသိရတာကတော့ဒီ PDF ရဲ့ AA ရဲ့ပါတယ်လို့ပြောတယ်ကျန်ကျန်တဲ့ဘယ်ဘက်ဒီပါအောင်မလဲမသိဘူးကိုကြီးဒါလေးပြောရင်တော့နည်းနည်းတော့ရှင်းကြီးလေးကလူလဲဆိုတဲ့ခါကျတော့ဒီဗမော်ကိုတိုက်တဲ့ချိန်မှာဗမော်သူက KI ရာသူ့ရဲ့ဒီကချင်စစ်သားပေါ့နော်အဲ့အဲ့ကချင်တပုံနဲ့တင်သူကမပြီးဘူးကဒီအင်အားနဲ့သူမရဘူးမရတဲ့ခါကျတော့သူက အဲ့အဲ့ပဝင်းကျင်မှာရှိတဲ့ရွာတွေကအဲဒါရှမ်းနေပေါ့နော်ရှမ်းနေဒီကိုအဲအတင်းအရမတ်ကိုသူကလက်နဲ့တွေထုတ်ပေးပြီးတော့အဲသူကတိုက်ခိုင်းတယ်အဲနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုကကျတော့သူတို့စကိုင်းဘက်ကအညာပီတရက်တွေပေါ့အညာပီတရက်တွေအဲ့တော့ဒီဗမော်တိုက်ပွဲတွေကိုဒီစကိုင်းဘက်ကပီတရက်တွေဝင်လာတာလည်းရှိတယ်အဲ့တော့ဘလူးဝင်လာလဲဆိုရင်တော့အဲကိုတခုပြောရမယ်ဆိုတော့ဒီ KIA ကသူကဟိုးရင်တည်းကဒါညီလေးတို့လည်းတီးပြီးသား ဘောက်ကီယန်ကြီးကသူ့ရဲ့လူမျိုးပဲဦးစားပေးတယ်အဲ့ဒါကြီးတယ်အဲတချင်လူမျိုးကြီးဝါဒရှိတဲ့အဲအဖွဲ့ပေါ့နော်အဲတစ်ဖက်မှာလည်းအဲသူကသူကကချင်းလူမျိုးကြီးဝါဒရှိနေတယ်လို့တစ်ဖက်မှာလည်းဗမာမုံဒီအဆုံးရောက်တဲ့အငုံစိတ်ကလည်းသူ့မှာအမြစ်ကတွေ့နေတာကြားပြီအဲ့တော့သူကဘလောက်ဖဲဗမာတွေကိုမုံဒီနေပါစေဟုတ်လား NUG နဲ့ပေါင်းရတယ် NUG ကဗမာလေဟုတ်တယ်မလားတော့သူကရတယ် NUG ဗမာဖြစ်နေပဲလေဖြစ်ပြီမဲ့လေ ် NG နဲ့သူပေါင်းမယ်နော်ဘာလို့ NUG နဲ့သူကပေါင်းတာလဲဆိုတော့ NUG ရဲ့လက်အောက်မှာ NUG ရဲ့ပေးစာကန်းစာစားနေတဲ့ PDF တွေရှိတယ်ကွာဘာလို့ဒီကောင်လေးရဲ့အင်အားကိုလူကျင်တဲ့ခါကျတော့ TI ရ NG နဲ့ပေါင်းရတယ်နော်ဟုတ်ပြီနော်အဲ့တော့ NG နဲ့ပေါင်းတဲ့အချိန်ကြတဲ့ခါကျတော့သူက NUG ကလည်းအဲ့ဒါ TI နဲ့ပြန်ပေါင်းရတယ်တော့ GNI နဲ့ပြန်ပေါင်းတဲ့ခါကျတော့အမှဘာကြောင့်မို့လို့ဒီ အမှန်တမ်းပြောရမယ်ဆိုတော့အခု KIA ကဒီဟိုသူများဒီ NUG တို့ဘာလို့အမြင်မှာသာအဲသူကဟိုတက်မလို့တိုက်နေတယ်ဘာညာနေတာမဟုတ်ဘူးဒီကောင်တက်မလို့တိုက်ရမှာဘူးဒီအားလုံးပြီးရဘူးက KIA ကဗမာကိုတိုက်နေတာကချင်ကဗမာကိုတိုက်နေတာအဲ့ဒါကိုမြင်ရမယ်ဘာလို့ဒီ NUG ကလည်း KIA ကသူတို့အတွက်တက်မလို့တိုက်ပြီးတယ်လို့သူထင်နေတာမဟုတ်ဘူးဒီကောင်ဗမာကိုတိုက်နေတာ အချိန်တိုင်းဒီပမာပဲစကိုင်းတိုင်းတချမ်းလုံးကိုသူကဖဲ့ပြီးယူသွားမှာကွာနော်နောက်သူကအေအေလဲအတူတူပဲသူလဲဗမာမုံဒီစိတ်ငကူရက်ရှိပြီလားရခိုင်အဲသူလဲဗမာကိုကူနေရမဟုတ်ဘူးဗမာကိုတိုက်နေတာဟုတ်လားဟုတ်တယ်မို့တိုက်နေမှာဗမာကိုတိုက်ရအဲ့အကူငါတို့ဗမာလူမျိုးဖြစ်တဲ့ PDF တွေကနားမလဲဟုတ်လားကြီးလိုက်လွေးနေရရှုသမီးကြီးလိုက်လွေးနေရလွေးပြီးတော့ ဟလာကိုဗမာကိုတိုက်နေတဲ့ဟလာကချင်နေရခိုင်နေကိုဟလာသူတို့ကပေါ်ပြီးကူနေတာဒါမျိုးတွေရှိတယ်ရှိတဲ့ခါကျတော့ကိုင်းလေးပြောမကြီးလေမင်းဒီဟိုပါဆိုလို့ရှိရင်ဗာလဲအဲဟိုမြန်မာနိုင်ငံကိုတီထောင်ခဲ့တဲ့ဆိုရင်အညာသားတွေကြီးပဲဒါဥအောင်စီရတို့ဘာတို့တကယ်အညာသားတွေဟလာဒီဆက်ဆက်သူတို့ပဲထောင်ခဲ့တာဟလာဒါအညာသားတွေရပဲဒီဒီမြန်မာနိုင်ငံတော်ဒီဟိုခေတ်ဆက်ဆက်ထောင်ခဲ့တာအေးအခု မြန်မာနိုင်ငံကိုပြည့်စည်အောင်လုပ်နေတာလေအညာသားတွေပဲဒါလည်းစိတ်မကောင်းစရာအဲတခုပေါ့နော်အဲ့လိုဟိုပြောလို့တော့ရတယ်အဲ့တော့ပြောရင်းနဲ့ဝေ့သွားပြီအဲ့တော့ KIA ရဒီအလုံးအင်းနဲ့ဒီခုနကပေါ့ PDF ပါမယ်ဒါ AA ပါမယ်ဒါ AA ကတော့သူနဲ့ညီတော်မဟာမိတ်ပေါ့နော်အဲခုနကအဲဒေတာအဲဒေတာမှာရှိရရဝံတို့အဲကော်ထားတို့အရှမ်းတို့အဲအဲ့ဒါတွေကိုအတင်းအဲစုပြီးတော့တိုက်ခိုင်းနိုင်ရှိတယ်အဲဒီလူအင်အားတွေအများကြီးနေပေါ့နော်ဒီဒီတိုက်ပွဲကိုသူဖော်ဆောင်တယ်အဲ့ခါကျတော့ သူကဘာဆိုဒီပမောကိုသူကအကျိုးမြတ်ဒီခုနကခုပြောတဲ့လွယ်ကျေလိုင်းကိုရကျင်တဲ့အတွက်သူတိုက်တာတိုက်ပြီးလို့ရှိရင်သူကရှေ့ဆက်ပြီးတော့တိုးမှာပဲသူလည်းသကိုင်းတိုင်းလေးကိုဆက်ပြီးသူဝင်တိုးမှာပဲတိုးဖို့အတွက်လည်းသူကသကိုင်းတိုင်းလေးကိုလည်းမတီးငြိမ်အောင်လက်နဲ့ကောအော်ငွေရောအလူရောအကုန်လုံးအဲသူထောက်ပံ့ပေးထားတာပဲဟုတ်တယ်မလားတကယ်လို့မြင် KNA ဒါဒီပမောကရသွားကြည့်ဒီလေခေဆက်ဆက်မှာဒီရှမ်းလူမျိုးတွေပေါ့နော်ရှမ်းလူမျိုးကြီးဒီရာဇဝင်ရှိခဲ့တဲ့ပမောက ဲတခြားလူမျိုးရဲ့ပုံပေါ်ဖြစ်သွားလိမ့်မယ်သူတို့အဲ့ဒါကိုလုပ်နေတာဟုတ်လားအဟုတ်ကဲ့ပါကိုကြီးကိုကြီးဟိုဘောနော်ဒီဗမောတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကိုကြီးနောက်ဆုံးအနေနဲ့ဗာမြန်ဖြည့်ဆွက်ပြောကြည့်အောင်လဲမသိကိုကြီးပြောချင်တာတော့ဒီဗမောတိုက်ပွဲကသိတော့မကြဘူးမကြတော့ဘူးဘာကြောင့်လဲဆိုတော့ဟိုသူ့ဘက်မှာကုန်နေပြီဘာလို့ဆိုတော့ကိုတို့ကဒီဗမောမှာဒီ KIA ရဲ့အကြအဆုံးနဲ့အဲဟိုဟိုတိုက်စစ်အဟုန်ရက်သွားတာနဲ့ အနေထားကိုကြည့်လိုက်တာကတခုပေါ့နောက်တစ်ခုကဟိုဖားကန်ဘက်မှာဖားကန်ဘက်မှာဆိုလေသူအဆင်မပြေတော့ဘူးအဲသူပြေးရတာများတယ်ဖားကန်ဘက်မှာဆိုလို့ရှင်လေပေါ့နော်ဒါဒါဒီရက်ပိုင်းမှာပူတိတာတယ်ပေါ့ပူတိတာတဲ့ခါကျတော့အဲ့တော့ဟိုဟိုမကြခင်မှာအအဆင်ပြေသွားနိုင်တယ်နောက်တစ်ခုက तू ကလူကုန်နေပြီကိုလို့စီမှာနားနေတဲ့ဖြူဟာလေးအားကြီးရှိသေးတယ် ဟုတ်လားဇာမခက်ဘက်မှာလည်းဇာမခက်ဘက်မှာလည်းနားနေတဲ့ဂျူအာတွေရှိတယ်အချိန်မြွေးတက်ထက်ထဲလို့ရတယ်အချိန်မြွေးတက်လဲလို့ရတယ်တော့ဘာအဲ့ခါကျတော့ဒီဟိုမကြခင်အချိန်တွင်းမှာဗမောအဆင်ပြေလာလိမ့်မယ်အဆင်ဗမောအဆင်ပြေသွားပြီဆိုရင်တော့อืมသူ့အတွက်တော့ဟိုတန်ကောင်းနိုင်တယ်လို့တော့ကိုတော့မဖြစ်ဘူးဟုတ်လားဒါဆိုဒီအကြီးကသူတို့လည်းနိုင်မယ်ထင်လို့မိကုန်ရန်ကုန်အင်းတုံးပြီးလာတိုက်တာ ဲ့တော့မနိုင်ဘူးဆိုလို့ရှိရင်သူတို့တုံးထားတဲ့အင်အားတွေကတော်တော်ယော့ပါသွားလိမ့်မယ်။အဲယော့ပါသွားပြီဆိုလို့ရှိရင်တက်မရောကလည်းဒီဘက်တစ်ကနေခုအပတ်စဉ်73အထိအဲဒါသူလည်းဟိုဆင်းထားတဲ့ဟိုဟိုတက်သားဖြစ်ပြီးအများကြီးပဲ။အဲ့လိုပဲဟလာအခုလက်ရှိနေထားမှာအနာရနေတဲ့ဘူဟာတွေအများကြီးရှိသေးတယ်။အေးအဲ့ဒါတွေက KIA ကိုဒုက္ခပေးသွားနိုင်တယ်။ဒါကိုအမြင်ပြောရနော်။အော်ဟုတ်ကဲ့ပါဘုရား။ ကိုကြီးဟာကုလိုမျိုးဒီဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့စိတ်ရှိလက်ရှိဖြေကြားပြီးတဲ့အတွက်ကျေးဇူးပါနော်ကိုကြီးအေးကျေးဇူးပါညီလေးနော်